ရှေးဟောင်းအမိတ်တော်ခုတင်းနိုင်ရနေစွားကိုငားရံပြီးဟိန်ဟောက်တန်တိန်ပင်လေရဲ့ပထမတိုက်ပွဲမှာအပြင်ပိုင်းနဲ့ဘေဟာကြီးညံ့သူတွေကိုပိတ်ဆို့တယ်ဝလင်းငါတို့ကနောက်ဆုံးတော့ပြန်တွေးကြပါဘီဒီဖိုးကြီးရဧကရစ်ပဲဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်ဝလင်းကသူ့ရဲ့ခေါင်းကိုမောကြည့်လိုက်ပါတယ်မင်းနဲ့တဲ့ဝိင္နယ်လူကိုကြည့်လိုက်ပါတယ်ထိုရုပ်တွေ့ဝလင်းကဘလို့လောက်ပြီးတော့မေးနိုင်ပါတယ်ထိုလူကဧကရစ်ပါ ရှေးဟောင်းကျဲဆုစနေရဲ့အရှင်သခင်၅ပါးရဲ့ခေါင်းဆောင်တယောက်ကောင်းကင်နဲ့မြေကြီးဦးတော်ကျန်စီလဲဖျားနိုင်တဲ့အလွန်ကောက်ကျစ်တဲ့လူတယောက်ပါအရင်တစိမ့်ခန့်တဲ့ပဲအရှင်သခင်ကိုတက်ဖြတ်ခဲ့တာပဲဖြစ်ဖြစ်ကောင်းကင်ဘုံနေမြေလေးကူကိုဖျက်ဆီးခဲ့တာပဲဖြစ်ဖြစ်ကောင်းကင်ဘုံဧကရစ်ချင်းလင်းကိုကျန်စီခဲ့တာလီကွန်ရဲ့မြားကိုရှာဖို့အတွက်တတူးမျိုးနဲ့စုကိုအသုံးချခဲ့တာတောင်ပညာရှင်ရဲ့တစ္ဆာဖောက်မှုအရှင်စီမိုရဲ့ကြဆုံမှုကျမ်းမီသားစုဘိုးဘေးရဲ့တည်ဆုံမှုနဲ့အခြားအရာမျိုးမှာဧကရစ်ရဲ့ရဲ့ရောက်နေရာပါဝင်နေခဲ့ပါတယ်ရှေးဟောင်းကျဲဆုစနေမှာတော့ ာဝယ်လင်းကသူ့ရဲ့စိတ်ကိုတစုံတစ်ယောက်ကထိန်ချုပ်နေတယ်လို့ခိရခံစားခဲ့ရပါတယ်အခုပြန်စင်းစားကြည့်တော့ထိုးရရရလေအီကရီရဲ့လက်ချက်တွေပဲဖြစ်ရပါမယ် ဝန်လင်းရဲ့မျက်ညံထဲမှာသူဖြောက်ဖြက်လို့မရတဲ့ဤပညာတစ်ခုဟာရှိပါတယ်။အဲ့ဒါကတော့ရေရွေးနေရလောက်ကိုဖမ်းယူချိန်မှာ သူကအေဂရစ်လို့တန်တရားရှိတဲ့တတရားမြောက်တောင်ပိုင်းနေငှက်နဲ့ရင်ဆိုင်ရတော့မှထိုဤပညာကိုမြင်ခဲ့ပူပါတယ်။ရေကိုမြင်လိုက်ရတဲ့အခါထိုဘေးဒုက္ခကလည်းရေရွေးနေရလောက်ကိုဖမ်းယူချိန်ဖြစ်နေမှာကိုသူကစိုးရိမ်မိပါတယ်။စွဲငင်ခံလိုက်ရတာဟင်းသားဗရာဂျုံနဲ့ဝန်လင်းပါ ရေရင်းနေရလောက်ဖမ်းယူခြင်းဝင်လင်းကရေပေါ်မှာမတည့်ရက်ပြီးကောင်းကင်ကိုတငိမ်စွာနဲ့ကြီးလိုက်ပါတယ်မတည်သေးတဲ့ကောင်းကင်ဧကရိယသူတို့နှစ်ယောက်ကြားမှာတောင်းငေးပြီးတော့ရန်နေပါတယ်သူမခြေလန်းနေငယ်နောက်ဆုတ်ပြီးတိတ်ဆိတ်သွားပါတယ်မင်းနဲ့တဲ့ဝိညာဉ်နယ်လူကပြုံးနေပြီးအကွဲတဲ့အတန်နဲ့ပြောလိုက်ပါတယ်တောင်းပညာရှင်အပြောင်းအိမ်မက်ကတော့မင်းကိုမတနာနေခင်မင်းရဒီဖိုးကြီးရဲ့လက်ကင်ထုတ်ဖြစ်နေလောက်ပြီ ်ပြီးတော့သူကအေးအေးဆေးနဲ့ညှက်လိုက်တော့မြားတုန်ခါသွားပြီးသူ့ရဲ့လက်ထဲမှာပြက်ကွက်သွားပါတယ်သူကထိုမြားရဲ့စွမ်းအားကိုကြောက်ရွံ့နေခဲ့တာမို့အခုထိမပေါ်လာသေးတာပါဝယ်လင်းကမြားကိုတုံးပြီးသွားတဲ့အချိန်ထိသူကစောင့်နေခဲ့ပြီးမှသူ့ကိုယ်သူထုတ်ဖော်ခဲ့ပါတယ်ထိုမြားဝယ်လင်းရဲ့ခန္ဓာထဲကလေးနဲ့ဆက်သွယ်မှုတစ်ခုကိုပြုလုပ်ထားပြီးသားပါထိုရာပြက်ကွက်သွားပြီးရဲ့နောက်ထူးဆန်းတဲ့နီလန်တစ်ခုနဲ့ဝယ်လင်းရဲ့အတွင်းမှာပြန်ပေါ်လာပါတယ်လီကွမ်အသာမတည်ခင်မြားလီကွမ်ရဲ့ခန္ဓာထဲကိုပြန်သွားပါလိမ့်မယ်ပြောစမ်း မင်းရောကောင်းကင်ဘုံသွေးမျိုးဆက်ကိုဘယ်ရရခဲ့တာလဲမင်းနဲ့တဲ့ဝေးနယ်လူကမြောင်းကိုညှစ်ပြီးတဲ့နောက်ဝင်လင်းစီကိုဖြည်းဖြည်းချင်းရှောက်လာပါတယ်။သူ့ရဲ့ခြေလန်းတွေကနှိကွေးပြီးမဲ့သူ့လှမ်းလိုက်တဲ့ခြေတလန်းချင်းစီကဝင်လင်းကိုတုံလို့စီပါတယ်။အဆုံးမရှိဖီအားတွေကသူ့ရဲ့ခန္ဓာပေါ်ကိုလာယာဘောင်းဆောင်ကနေဖိနှိပ်နေသလိုပါပဲ။ပို့ပြီးတော့ထူးဆန်းတာရေမြင့်တဲ့ပင်ပေါ်မှာမင်းနဲ့တဲ့ဝေးနယ်လူရဲ့အရေးတစ်ခုကပေါ်လာပြီးဝင်လင်းစီကိုရှောက်လာနေပါတယ်။ ကောင်းကင်မှာတယောက်မြေကြီးမှာတယောက်အကရိကနှစ်ယောက်ရှိနေတဲ့ပုံပါပဲ PR ရုတ်တရက်နှစ်စားဖြစ်သွားပြီးကောင်းကင်နဲ့မြေကြီးနှစ်ဖက်လုံးကနေလာနေပါတယ်ထိုရာဝင်းလင်းရဲ့မျက်နှာကိုဖြူဖြော့သွားစီပြီးသူ့ရဲ့ခန္ဓာကိုလုံးဝမလှရှာနိုင်တော့ပါဘူးရတန့်ချင်းဤပညာနဲ့တာစီခန္ဓာသလိုပဲဒိုးဝရင်သူ့ရဲ့မျက်လုံးတွေကတင်းငိမ့်နေပါတယ်အချိန်တွေကဒီအထိရောက်လာမှတော့ဝင်းလင်းကထိုဘီဒုက္ခကနေလွတ်မြောက်ဖို့အတွက်အလွန်ခက်ခဲမဲ့ဆိုတာသူကသိပါတယ်ထိုမြောင်းကိုပြစ်လွတ်လိုက်တဲ့အခါသူကနားလိုက်ခဲ့ပါတယ်မပြောဘူးပေါ့လေကိစ္စမရှိဘူး ငါမင်းစီယာနေအဖြစ်ကိုရောင်းအောင်ယူမှာပဲမင်းနဲ့တဲ့ဝိဥနယ်လူကခေါင်းကိုခံရပြီးသူ့ရဲ့၆ကန်းနေတဲ့ညာလက်ကိုမြှောက်လိုက်ပါတယ် သူကဝက်လင်းကိုလညူးနဲ့ထိုးလိုက်ပါတယ်ဒီလိုလွတ်လိုက်တာနဲ့အပြောင်ကောင်းငင်ကဘာအစားနာမှမကြံပဲပြောက်ွယ်သွားပြီးရွှေရောင်အလင်းတွေကအစာထုတ်ခံလိုက်ရပါတယ်ထိုးရွှေရောင်အလင်းတွေကကောင်းငင်မှာရုတ်တရက်ပေါ်လာတဲ့နေတစင်းရနေလာတဲ့ရောင်ကြီးတွေပါနေကရုတ်တရက်ပေါ်လာပြီးကောင်းငင်မှာချိတ်ဆွဲထားပါတယ်မူလာနီးယားမှာအချိန်ဝါတွေကပြန်လည်ထွက်လာပါတယ်နေရောင်ကြီးတွေကလက်ခနဲဖြစ်သွားချိန်မှာအီကရီရဲ့ပုံကြီးကမှောင်မိုက်သွားပါတယ်သူကရှစ်ဆက်လျှောက်လာတဲ့အခါသူ့ရဲ့ပက်လက်မှာအလင်းကွင်းတွေကပေါ်လာပါတယ်ဒီမြောက်လွင် မင်းမငါ့ကိုတိုက်ခိုက်ဖို့ဘာမှမကြံတော့ဘူးအစာကလေးရအလင်းရရှိခဲ့တယ်ဒီလင်းရဒီဖိုးကြီးရနားလေသောပေါက်ခဲ့တဲ့အနှစ်သာရတွေထဲရောက်တစ်ခုပဲမူလာနိယာမရဲ့အနှစ်သာရမူလာနိယာမရဲ့စွမ်းအောက်မှာမင်းရဲ့ရှေးဟောင်းနဲ့ကောင်းကင်ဘုံစွမ်းအားတွေဟာ တီးခြားစီဖြစ်သွားလိမ့်မယ်။ဧကရရဲ့တန်ရှေးကြပြီးကဘာပေါ်ကအလင်းရလုံးကအလင်းတိုင်တစ်ခုဖြစ်ပေါင်းဆက်ပြီးဝလင်းပုတ်ကိုကြောက်လာပါတယ်။ဝလင်းကအကျွေးမဲ့စွမ်းကိုမတွန်းလန့်နိုင်ခဲ့ပါဘူး။အလင်းနေရာသူ့ကိုဝင်ရင်လိုက်ချိန်မှာသူ့ရဲ့ခန္ဓာထည်ကနေပြင်းထန်တဲ့နာကျင်မှုကထွက်လာပါတယ်။အလင်းကနေလိုပဲပူပြင်းပြီးတော့လောင်ကျွမ်းနေပါတယ်။ရင်းနှီးကျောင်းဝင်နေမူလနိယာမာကသူ့ရဲ့အတွင်းထဲကအရာအလုံးကိုလောင်မြိုင်နေတာကိုဝလင်းကခံစားလိုက်ရပါတယ်။ရှောက်သွားနေတဲ့ဝိညာဉ်နေအပေါဝင်ပါပဲ။ထုံမူလနိယာမာရှောက်သွားနေတဲ့ဝိညာဉ်တွေအတွက်အလုံးမယုံသိစင်နိုင်ပါတယ်။ ကျောင်းမဖွေရအဟိတန်နေရထပ်ပေါ်လာပြီးဝယ်လင်းရဲ့အတွင်းနေရဝိညာဉ်အလုံးကပြတ်ကွယ်သွားပါလေလေလွင်းဝိညာဉ်နေရမရှိတော့ဘဲဝယ်လင်းရဲ့ခန္ဓာငင်းဘက်စွမ်းအောက်မှာအလင်းရောင်အောက်မှာပြုတ်ကွဲသွားပါလေမူလာနီးရမှာဝယ်လင်းရဲ့အသားနဲ့သွေးထဲကိုအတင်းကျပ်ဝင်ရောက်လာပါလေထိုရာဝယ်လင်းနဲ့ရှေးရောင်ကောင်းကြီးမုံစွမ်းအောက်ကိုအတင်းကျပ်ခွဲထုတ်ပြစ်ပါတော့မယ်ဝယ်လင်းရဲ့ခန္ဓာကိုပြန်လဲဖွဲ့စည်းပြီးတဲ့နောက်မှာသူ့ရဲ့ခန္ဓာထဲရရွှေရောင်အလင်းနေရအပြင်ုံထွက်တော့မလို့ဖြစ်နေတာကိုခက်ရည်မြင်နိုင်ပါလေအတင်းကျပ်ခွဲထုတ်ခံရတဲ့ခံစားမှုကသူ့ပေါင်းဆက်တုံးကထက်အစာပေါင်း များစွာပို့ပြီးတော့ပြင်းထန်ပါလေဝင်လင်းရဲ့မျက်နှာရှုပ်ဝဲသွားပြီမဲ့သူကအတန်တစ်ချက်မှမထွက်ခဲ့ပါဘူးသူကအေကရီကိုသာစိုက်ကြည့်နေခဲ့ပါလေသူကဓာတ်ဝင်မှတ်ထားပါလေဒီနေ့သူ့အပေါ်မှာဖြစ်ဖြစ်ခဲ့တဲ့အရာအလုံးကိုမှတ်ထားပါလေသူ့မှာနောင်ဘွားတစ်ခုသာရှိခဲ့ရင်သူကဒီနေ့မှသာမတည်ခဲ့ရင်ဒီနေ့သူခံစားခဲ့ရတဲ့နာကျင်မှုအလုံးကိုစေစားအစားတရားပြန်ပြီးတော့ပေးဆပ်ရပါလိမ့်မယ်သူမမတော့ရသေးတဲ့နောက်ဆုံးလှုပ်ဝှက်ချက်ကရှိနေပါသေးတယ် ထိုလှုပ်ဝက်ချက်ကသူ့ရဲ့ထိန်ချုပ်မှုအောက်မှာလွတ်နိုင်သွားချေရှိပေမဲ့ထိုအချိန်မှာဝန်လင်းကဂီးမဆိုင်နိုင်တော့ပါဘူးဒိုးရရင်သူကစောင့်နေခဲ့ပါတယ်အရေးကြီးဆုံးအချိန်ကိုသူကစောင့်နေခဲ့ပါတယ်အီကရစ်ကပို့ပြီးတော့နီးကပ်လာဖို့စောင့်နေခဲ့ပါတယ်အဲ့ဒီခါကျရင်သူ့ရဲ့ဒီလှုပ်ဝက်ချက်ကအရာအလုံးကိုပြောင်းလဲပြီးနိုင်တော့ပါတယ်မေနာတဲ့ဝိရမယ်လူကဝန်လင်းရဲ့စိုက်ကြည့်ခြင်းကိုခံရပြီးမဲ့သူ့ရဲ့မျက်နှာအမူအရာဘာပြောင်းလဲမှုမှမရှိပုံပါပဲသူ့ရဲ့ညာလက်နဲ့လက်ညှိုးကအခြားလက်လေးချောင်းနဲ့အတူဖြင်းချင်းစွာနဲ့စံတန်းထွက်လာပြီးလက်ဖွားတစ်ခုကဖြစ်တည်လာပါတယ်မူ လာမီယာမှာဝင်လင်းရဲ့ရှေးဟောင်းတဲ့ကောင်းလေးပုံစွားတွေကိုခွဲထုတ်နေချိန်မှာသူကဝင်လင်းနဲ့ပူပူပြီးတော့နီးကပ်လာပါတယ်ပြီးတော့သူ့ရဲ့ညာဘက်လက်ကဝင်လင်းစီကိုလှမ်းလိုက်ပါတယ်ရေရွေးနေရလောက်ဖမ်းယူချင်းမဲနတဲ့ဝင်းတဲ့လူကလန်လန်လိုက်တဲ့အချိန်မှာ မျက်နှာပြင်ပေါ်ကသူ့ရဲ့အရိတ်ကလည်းဝင်လင်းစီးကိုလန်လန်းလိုက်ပါလေသူကဝင်လင်းရဲ့ခန္ဓာထဲကနေအတင်းအကျပ်ခွဲထုတ်ခံနေရတဲ့ကောင်းကင်ဘုံသွေးကြောကိုလလန်းယူခြင်းနေရပါသူကလှုပ်ရှားလိုက်တဲ့အခါဝင်လင်းရဲ့ခန္ဓာကဆုပ်ပြဲသွားမတတ်နာကျင်မှုကထွက်လာပါလေထိုနာကျင်မှုကသူ့ကိုအော်ဟီလိုနီပါဖြစ်စေပေမဲ့သူကချုပ်တီးထားခဲ့ပါလေသူ့ရဲ့မျက်နှာပေါ်ကသွေးကြောတွေကဖောင်းကားလာပြီးသူ့ရဲ့မျက်လုံးတွေကသွေးအောင်လွှမ်းနေပေမဲ့သူကအစ်ကရစ်ကိုဆက်ပြီးတော့စိုက်ကြည့်နေခဲ့ပါလေနည်းနည်းလေးပိုနီးလာစား ဝလင်းရဲ့ခန္ဓာထဲကနေရွှေရောင်အလင်းအမြောက်များပြန်လည်ထွက်လာပြီးသူ့ရဲ့ခန္ဓာအဝါးအနေအဆုံးမရှိရွှေရောင်သွေးတွေဟာစီးကျလာပါတယ်။ဒါအပြင်အမဝလင်းရဲ့ရိုးရိုးထဲမှာသွေးကိုပြုတ်လုပ်တဲ့အရေးကြီးဆုံးရိုးရင်းခြင်စီတွေကလည်းသူ့ရဲ့ခန္ဓာအနေအတင်းကျပ်ထွက်လာပါတယ်။ မျက်စိတမိတ်အတွင်းမှာပြင်းထန်တဲ့နာကျင်မှုအောက်မှာဝလင်းရဲ့ခန္ဓာထည်ရတွေးရလုံးရိုးရင်းချင်းစီတဲ့အပဝင်အပြင်ယုံပြန့်နှံ့ထွက်သွားပါတယ်အယူဝပေးတဲ့ကံကောင်းမှုအလုံးကသူ့ရဲ့ခန္ဓာထည်ကနေပေါက်ကွက်ထွက်လာပါတယ်အဝေးရကြည့်ရင်ထုံမြင်ခွင်းရအလွန်တရာအောင်မှတုံလို့စရာကောင်းပါတယ်ဝလင်းရဲ့ခန္ဓာကိုယ်ကနေပန်းထွက်လာတဲ့ရွှေအောင်သွေးတွေကလူပုံတန်ဖြစ်ပေါ်လာပြီးထိုးရလေဝလင်းရဲ့ပုံစံအတိုင်းပါပဲ ထိုရာဝိညာဉ်တစ်ခုလိုပါဝင်လင်းရတချမ်းကွဲသောပုံရပြီးရွှေရောင်အလင်းနဲ့ပြုတ်ထားတဲ့ပုံဤကဝင်လင်းရဲ့ခန္ဓာထေးကနေဖြည်းဖြည်းချင်းခွဲထွက်သွားပါလေထိုရာဝင်လင်းရဲ့ပေါ်ခုနလမအောက်ကမှပြန်ဝဲနေပြီးသူတို့ကိုဆက်တွေ့ထားတဲ့ရွှေရောင်အလင်းတွေဟာဖြည်းဖြည်းနဲ့နှဲပါလာပါလေရွှေရောင်ပုံဤကပြန်ထွက်သွားချိန်မှာဝင်လင်းရဲ့ရှီရောင်နှဖျားကျယ်တွေကပေါ်လာပြီးမြဲရွှေရောင်အလင်းမရှိတော့ပါဘူးသူ့ရဲ့ညာဘက်မျက်လုံးတွေကရှီရောင်နှဆိုးကျယ်တွေနောက်မှရွှေရောင်အလင်းပျောက်ဆုံးသွားခဲ့ပါလေမဲနေတဲ့ဝေးုံတဲ့လူကမျက်လုံးတွေတောက်ပါလာပြီးသူကရက်ဆက်စွာနဲ့လန်လန်လိုက်ပါလေကြံ ရှိနေတဲ့ရှူယောင်အလင်းရပြတ်တောက်သွားပါလေ။ဝယ်လင်းရဲ့ကောင်းကင်ဘုံသွေးမျိုးဆက်ကသူ့ရဲ့ခန္ဓာကနေလုံးဝကွဲထွက်သွားပါပြီ။ကွဲထွက်သွားချိန်မှာရှူယောင်ပုံအီးကလှူရှားသွားပြီးရှူယောင်သွေးတစ်စက်အဖြစ်ပြောင်းလဲသွားပါတယ်။ထိုသွေးတစ်စက်ထဲမှာမတိမ်မျိုးကောင်းကင်ခန္ဓာအတွက်တဝက်မပြည့်စုံတဲ့မှော်ထွင်းစာတွေကပါဝင်နေပါလေ။ထိုသွေးတစ်စက်ကအယူဝဝယ်လင်းကိုပေးခဲ့တဲ့ကံကောင်းမှုကနေတန့်စင်လာတာပါ။ ကောင်းကင်ဘုံသွေးမျိုးစမ်းမရှိတော့တဲ့အခါညင်းဘက်စွာကလည်းမရှိတော့ပါဘူးဝလင်းကယူနယ်မတွေးခင်ကအချိန်တိုင်းကိုပြန်ဖြစ်သွားပါတယ်သူ့ရဲ့အတွင်းထဲကနေတဖောက်ဖောက်မိတန်တွေရထွက်လာပြီးသူ့ရဲ့ရှေးရောင်နှဖျားခန္ဓာကိုပြန်ရသွားပါတယ်မတေမျိုးကောင်းကင်ခန္ဓာဒါမတေမျိုးကောင်းကင်ခန္ဓာပဲမင်းကဒါကိုဘယ်ရရခဲ့တာလဲ မင်းနဲ့တဲ့ဝိယုံတဲ့လူကဝင်လင်းရဲ့အပေါ်မှာပြန်ဝဲနေတဲ့ရွှေအောင်သွေးစက်ကိုကြည့်လိုက်ပါလေသူ့ရဲ့မျက်လုံးထဲမှာပြင်းထန်တဲ့စိတ်လှုပ်ရှားမှုကရှိနေပေမဲ့အလွန်အားကောင်းတဲ့ကြောက်ရွံ့မှုအရေးယုံကလည်းရှိနေပါလေဧကရစ်ကဒီလိုစိတ်မထိန်နိုင်ဖြစ်ခဲ့ပါလေထိုသွေးရတာသူ့ကိုဒီလိုဖြစ်အောင်လို့လုံလိုက်တာပါ သူကဝင်လင်းကြောင့်အားလုံးကိုသိနိုင်ပေမဲ့မာယနာသားရဲ့အတွင်းမှာဝင်လင်းကဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့သူကဘလို့မှသိနိုင်မှာမဟုတ်ပါဘူးထိုချိန်မှာဧကရစ်ကရှေ့ကိုတလန်းထိုးလိုက်ပြီးသူ့ရဲ့ညာဘက်ကရွှေအောင်သွေးစက်ကိုလှမ်းလိုက်ပါလေသူကအဲ့ဒီလိုလှုပ်လိုက်တဲ့အချိန်မှာ ဲဝယ်လင်းရဲ့မျက်လုံးထဲမှာကြောက်မောက်ဖွယ်ရာကောင်းတဲ့အိဆက်တဲ့အချီတစ်ခုကပေါ်လာပါတယ်။သူကသူ့ရဲ့ရှာပြားကိုကိုက်လိုက်ပြီးသူ့ရဲ့ရှေးအောင်သွေးတလုံးကိုမြားတစ်စင်းလိုထွေးထုတ်လိုက်ပါတယ်။ ထိုရာသူ့ရဲ့တလွန်နေရာကိုဖွင့်ပြလိုက်ပြီးအနေရောနန်းဆောင်တစ်ခုကပြန်ထွက်လာပါတယ်ထိုနန်းဆောင်ကပေါ်လာတဲ့အချိန်မှာပဲကဘာကြီးကမှမိုက်သွားပြီးရှေးဟောင်းသွေးတွေကဗရင်းမောင်းတစ်ခုပေါ်ကိုကြောက်သွားတာအနီအောင်ဖြစ်ဆိုးသွားပါတယ်ရှေးဟောင်းဝက်လင်းဆိုတဲ့ငါးရဲ့နာမည်နဲ့မင်းရဲ့တစိုက်ကိုငါဖွင့်ပြလိုက်ပြီးမင်းကိုလွတ်လပ်ခွင့်ကိုပေးမယ်ငါရဲ့သူကိုတက်ရမှာကူညီပေးဝက်လင်းရဲ့ကျင့်ကြံမှုအစိမ့်နဲ့သူကဗရင်းမောင်းတစ်ခုပဲဖွင့်နိုင်ပြီးရဲမောကတစိုက်ခတ်ထားတဲ့အာကောင်တဲ့ဝိညာဉ်တွေထဲကတစ်ခုပဲလွတ်ပေးနိုင်ခဲ့ပါတယ်သူပဲအတန်ပဲ့တင်ထပ်သွားပြီးသွေးတွေကကြာစင်း သွားချိန်မှာအနေအောင်နန်းတော်ဘောကပရင်ပေါက်ကတွန်ခါသွားပါတယ်တချွတ်ချွီအတန်တွေကထွက်လာပြီးရုတ်တရက်ပြုတ်ကွဲသွားပါတယ်ပြုတ်ကွဲသွားတဲ့ပရင်ပေါက်ကနေအကောင်းနဲ့ဆိတ်လို့ရှားနေတဲ့ဟိန်းတန်ကြီးကထွက်လာခဲ့ပါတယ်မကောင်းတဲ့ကောင်ရဲမော့မင်းရောဒီဖိုးကြီးအရှင်သခင်တွင်းနေဝိညာဉ်ကိုမင်းမတွန့်လိုက်နဲ့နှစ်တည်းအထိတစိမ့်ခတ်လာခဲ့တယ်ဒီနေ့ဒီဖိုးကြီးရောနောက်ဆုံးတော့လွတ်မြောက်ပြီထိုဟိန်းတန်နဲ့အတူအနီရောင်အရေးတစ်ခုကပြေးထွက်လာပါတယ် ပုံအင်းရဲ့မျက်နှာကိုမမြင်ရပါဘူးတွေးလို့ညည်းနေတာကိုပဲမြင်ရပါတယ်တုံလုံးစရာကောင်းတဲ့အချိန်ဝါတစ်ခုကသူနဲ့တူပေါ်ထွက်လာပါတယ်အေကရစ်ကရန်နီကန်နေရမလို့တွေးရိတ်ကပေါ်လာတဲ့အချိန်မှာသူကထိမှန်သွားပါတယ်သူက ပေရပေါင်းများစွာအထိလွင့်ဆင်သွားအောင်တွန်းထုတ်ခံလိုက်ရပြီသူ့ရဲ့ခေါင်းစုပ်ကကျွတ်ထွက်သွားကသူ့ရဲ့ရုပ်တွင်ကိုဖော်ပြလိုက်ပါတယ်အရှင်သခင်တွေးနေဝင် အနီယောအရိတ်ကရေမောလိုက်ပြီးအီကရစ်ဒါမဟုတ်ဝက်လင်းကိုတစ်ချက်တော့မကြည့်ပါဘူးမျက်စိတမိတ်တွေမှာပဲသူကအဝေးကကောင်းကင်အီကရစ်ကိုတွားလိုက်ပါတယ်တွေးရိတ်ကကောင်းကင်အီကရစ်ကိုဝင်းရလိုက်ချိန်မှာပဲသူမအဟိလိုက်ရပါတယ်သူမရဲ့နူညံတဲ့ခန္ဓာကအရေးပြောသွားပြီးတွေးရိတ်ကဝါမြူသွားပါတယ်တွေးရိတ်ကရေမောလိုက်ပြီးကောင်းကင်ကိုပြေးတက်သွားပါတယ်အပြောင်အလင်းတစ်ခုကလက်ခနဲ့ဖြစ်သွားကအီယာမအပေါက်ကြီးတစ်ခုကပေါ်လာပါတယ်တွေးရိတ်ကအပေါက်ထဲကနေပြေးထွက်သွားပါတယ်ထိုချိန်မှာပဲအတွင်းပိုင်းနယ်မြေထဲကဟင်းသားဗရာချိုးပေါ်မှာတမန်မျိုးတစ်မျိုးမှာအယူဝစီပီနေတဲ့ချက်ပေါက် င်ချောင်းကိုကိုင်နာပါတယ်။သတောင်းစားတအုပ်ကြားထဲမှာထိုင်နေသတောင်းစားတွေရဲ့မနာလိုတဲ့အကြည့်အောက်မှာသူကဂုံယူစွာနဲ့တကိုက်ကိုက်လိုက်ပါတယ်။သူကကောင်းကင်ကိုစိုက်ချင်ရင်ကြောင်ငင်းနေခဲ့ပါတယ်။တောက်ကျိုးနေသူကဒီမှာမရှိတော့ဘူး။သူကဒီဘီယံကိုဂျူးမဆိုင်တော့ဘူး။မဟုတ်ဘူး။ငါသူ့တော့ရှာမယ်။သူကငါ့ကိုဒီတိုင်းထားခဲ့လို့မဖြစ်ဘူး။ဟမ် သွေးရိတ်ကရေရင်းထဲကနေပြေးထွက်သွားချိန်မှာတစိမ့်ထဲမှာအီယမ်မပေါက်ကြီးတစ်ခုကပေါ်လာပါတယ်အပေါက်ကပေါ်လာတဲ့အခါနယ်နမိတ်မဲ့ကဘာတုန်ခါစားပြူလာပါတယ်အပေါက်ကိုဗဟုပြူပြီးအကွဲချောင်းအများပြားပြန့်နှံ့သွားပါတယ်အဝေးကချင်းတုံလို့ဆရာမြင်ကွင်းတစ်ခုပါကောင်းကြီးမှာအကွဲချောင်းတွေကပေါ်လာတယ်လို့ပဲရေမြင်းနဲ့ပြင်မာလေးမရေမတွန့်နိုင်တဲ့အကွဲချောင်းတွေကပေါ်လာပါတယ်ကဘာတစ်ခုလုံးကပြုတ်ကွဲတော့မလို့ပြင်းထန်စွာနဲ့တုန်ခါနေပါတယ်ကောင်းကြီးကနေအယူတယောက်ကလည်းထွက်လာပါတယ်အရှင်သခင်သွေးနီဝိညာဉ်ဟာအောက်ကိုလုံးဝငုံမကြည့်ပါဘူးကောင်းကြီးမှာအပေါက်တစ်ခုကိုဖောက်ပြီးရဲ့နောက်သူကရေမ 老人说话大把的，讲了、嗯，没过不忙，谁让生娃细腻的，这婆家没我得点便宜，没我我就不开这台，这该啥得一呗。 ဟာဟာဟာဒီဖိုးကြီးကနောက်ဆုံးတော့လွတ်မြောက်ပြီအရှင်သခင်သွေးနီဝိညာဉ်ရဲ့အတန်ပဲ့တင်ထပ်သွားပြီးသူ့ကိုဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူးအိတ်ကရင်းနောက်မှာအရှင်သခင်သွေးနီဝိညာဉ်ဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတော့လေးနက်တဲ့မျက်နှာထားနဲ့ပဲကြီးနေခဲ့ပါတယ်အရှင်သခင်သွေးနီရဲ့ဝိညာဉ်ကိုထိန်းချုပ်လို့မရဘူးဆိုတာကိုဝန်လင်းကမျှော်လင့်ထားပြီးသားပါဒိုဝါရင်သူကနောင်တရနေတုန်းမှာဘလိုပဲဖြစ်ဖြစ်သူ့ရဲ့ပေါ်ထွက်လာမှုကအိတ်ကရင်းဝန်လင်းပေါ်မှာရွှေရောင်သွေးကိုလက်လန်းနေတဲ့အန်ဒီယိုတော့ဖြစ်ချင်းပြီးခဲ့ပါတယ်သူကတစဲကိုလည်းဖောက်ထင်းဖွင့်လှစ်ပေးခဲ့တာမို့ဝန်လင်းကလွတ်လပ်စွာနဲ့ပြန် ြန်ပြီးတော့လှုပ်ရှားသွားနိုင်ပါပြီ။ဝယ်လင်းကသူ့ရဲ့ညာဘက်လက်ကိုအလွန်အလင်မြန်နဲ့မြောက်လိုက်ပြီးသူ့အပေါ်ကသွေးရစက်ကိုဖမ်းဆုပ်လိုက်ပါလေ။ထိုသွေးစက်ကအလွန်မယုံတန့်စင်ပြီးသူ့ရဲ့ကောင်းကင်ဘုံသွေးကြောဖြစ်တာကြောင့်သူ့ရဲ့တလောအနေအထဲမှာထိတ်လို့မရပါဘူး။သူကအဲ့ဒါကိုလက်ထဲမှာကင်နိုင်ရင်ကောင်းကင်ရဲ့အပေါက်စီကိုပြေးတက်သွားပါလေ။ငါသာဒီနေရာကနေထွက်သွားနိုင်ဒီတေးရှင်ဘေးဒုက္ခကနေလွတ်မြောက်နိုင်ပြီ။အခုအပေါက်တစ်ခုကပွင့်သွားပြီဆိုတော့ ရှိန်ဝါရီယာရိုစိတ်ထွက်သွားပြီးအတွင်းနဲ့ပဲရတတိယအဆင့်ချင်းချက်သူအားလုံးကသတိထားမိသွားနိုင်မယ်။ဝလင်းရဲ့မျက်လုံးတွေကယူသွမှုနဲ့ပြည့်နှက်နေပြီးသူကကောင်းကင်ရအပေါက်စီကိုပြည့်တက်သွားပါလေ။ဧကရီရဲ့မူလာနီယာမှာရေရင်းနေရလဖမ်းယူခြင်းကိုဝလင်းရဲ့ကောင်းကင်ဘုံသွေးကြောကိုထုတ်ယူဖို့အတွက်အသုံးပြုခဲ့တာပါ။သူ့ရဲ့ယူရဲချက်ကအဲ့ဒီမှာစူးစီးထားတဲ့ကောင်းကင်ဘုံသွေးတစ်စက်ကိုရယူဖို့ပါ။ဝလင်းကအဲ့ဒါကိုစာနာလေးရောက်ထုံမပေးခဲ့ပေမဲ့ဧကရီမှာသူ့လိုချင်တာကိုရယူဖို့ကနီးလန်းနေရှိပါတယ်။ဒိုဝါရင်အရှင်သခင်သွေးနီဝိညာဉ်ဟာပြေးထွက်လာတာကြောင့်သူက ကပေးရပေါင်းများစွာနောက်ကိုလွှင့်သွားပါလေ။သူကဒဏ်ရာမရသလိုကြည်ရပေမဲ့သူ့ရဲ့မူလခန္ဓာဒုတိယအချိန်မြောက်တွေးတလုံးကိုအန်ထုတ်ခဲ့ရပါလေ။ပထမတွေးတလုံးကတော့သူမျှကိုဖမ်းဆုပ်လိုက်တော့မှာပါ။နောက်ကိုလွှင့်သွားပြီးရဲ့နောက်မှာသူကတွေးကိုရယူဖို့အခွင့်အရေးကိုဆုံးရှုံးသွားပါလေ။ရလန်းအနေနဲ့ထိုအရာဝင်လင်းအတွက်တော့မစိုးတဲ့အရာတစ်ခုပါ။ သူ့ရဲ့ရှေးဟောင်းနဲ့ကောင်းကြီးပုံခန္ဓာတွေကမပေါင်းဆက်ရသေးပါဘူး။ငင်းဘက်ဆွမ်းကသူ့ရဲ့ခေါင်းပေါ်မှာချိတ်ဆွဲထားတဲ့ဓာတ်ထောင်းလိုပါပဲ။သူ့ရဲ့ခန္ဓာထဲမှာအစမပြတ်ပြုတ်ကွဲနေရာကြောင့်သူ့ကိုအလိုမင်းုံအနေများတဲ့အခြေအနေမှာရှိနေခဲ့ပါလိမ့်။ဒိုးရရင်အခုတော့သူ့ရဲ့ရှေးဟောင်းနဲ့ကောင်းကြီးပုံဆွမ်းအားတွေကိုအကရစ်ကခွဲထုတ်ပေးလိုက်တာကြောင့်ငင်းဘက်ဆွမ်းရဲ့ပြဿနာကိုဖြေရှင်းပေးလိုက်သလိုဖြစ်သွားပြီးသူ့ရဲ့ခေါင်းပေါ်မှာချိတ်ဆွဲထားတဲ့ဓာတ်ပျောက်ကွယ်သွားခဲ့ပါလိမ့်။ ဘွားယာရီကမကြခဏဒီလိုပါပဲဆိုရှယ်မှုတွေရှိနေပေမဲ့ရာယူမှုတွေကလည်းရှိနေတတ်ပါတယ်ဝလင်းကသူ့ရဲ့ကောင်းကင်ဘုံခန္ဓာနဲ့ကောင်းကင်ဘုံသွေးကြောကိုဆိုရှယ်ကင်းရပေမဲ့တစ်ချိန်တည်းမှာပဲသူ့ရဲ့ခန္ဓာရှင်းအောင်နှဖျားတစ်ပါးအဖြစ်ပြောင်းပြောင်းသွားခဲ့ပါတယ်အန်ဝန်စီကကောင်းတဲ့ပြန်လည်ကောင်းမှုနဲ့ဆွာကချက်ချင်းပဲအလွတ်လွတ်လာပါတယ်သူ့ရဲ့ဆိုရှယ်သွားတဲ့ကိုရင်းကငါးခုလုံးကပြန်ပေါ်လာခဲ့ပြီးသူ့ရဲ့ဒဏ်ရာတွေကလည်းအလီမြန်နဲ့ပြန်တက်တာလာပါတယ် ်သူ့ရဲ့မူလဝိညာဉ်ကလည်းသူ့ရဲ့ခန္ဓာအတွင်းမှာပြန်ပေါ်လာပါတယ်အားနည်းနေပေမဲ့ပြင်းထန်တဲ့နာကျင်မှုကတော့မရှိတော့ပါဘူးသူကပို့ပြီးတော့ပေါ်ပွားသွားသလိုခံစားလိုက်ရပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့ကောင်းကင်ဘုံခန္ဓာကနေစူးစီးထားတဲ့ရွှေရောင်သွေးကိုအေကရစ်ကမယူသွားနိုင်ခဲ့ပဲဝန်လင်းရဲ့လက်ထဲမှာပဲရှိနေပါတယ်သူသာအသက်ရှင်ခဲ့ရင်ထိုးရောင်အတင်းကျပ်ပေါင်းဆက်ဖို့အတွက်စူးစမ်းတော့မှမဟုတ်ပါဘူးဒီလိုလောက်တာလုံးဝမဖြစ်နိုင်ပါဘူးရလက်ကတည်ခြင်းတရားပဲဖြစ်ပါလိမ့်မယ်ထိုးရောင်အကောင်းတဲ့အစိတ်တစ်ခုလိုပါပဲဝန်လင်းကအဲ့ဒါကိုယတနာတစ်ခု ကောင်းကင်ဘုံခန္ဓာကိုယတနာတစ်ခုဖြစ်တန့်စင် င်ဖို့အတွက်ရွေးချယ်ပါလိမ့်မယ် ်ပြီးတော့သူကထိုးရတနာကိုသူ့ရဲ့ခန္ဓာထဲကိုပေါင်းထည့်ပြီးညင်းဘက်စွာရဲ့ပြဿနာကိုရှောင်ရှားရင်သူ့ရဲ့စွာကိုအသုံးပြပါလိမ့်မယ်ဝလင်းကိုအယူကဒီကံကောင်းမှုကိုပေးခဲ့တော့ကသူကရွေးချယ်ပိုင်ခွင့်မရှိခဲ့ပဲအတင်းအကျပ်နဲ့ဆုပ်ယူခဲ့ရတာပါ သူသာရွေးချယ်ခွင့်ကိုရရှိခဲ့ရင်သူ့ရဲ့လက်ရှိကျင့်ကြံမှုအစိမ့်နဲ့ရှေးဟောင်းကောင်းကင်ဘုံစွာကိုပေါင်းဆက်ဖို့အတွက်စူးစမ်းမှာမဟုတ်ပါဘူးအယူရဲ့ကဘာမှာတော့အဲ့လိုလုပ်ဖို့အတွက်ဘသူကမှမစူးစမ်းဘူးပါဘူးအတင်းအကျပ်စူးစမ်းခဲ့တဲ့ရလက်ကတည်ခြင်းပြရမဖြစ်ပါလိမ့်မယ်သူကရင်ဧကရိကဝလင်းပေါ်ကိုတည်ဆောင်လာတဲ့တေးရှိ ြစ်ရင်ဘေးဒုက္ခဒီပြဿနာကိုဖြစ်ရှင်းပေးခဲ့ပါတယ်ဘေးဒုက္ခဘေးဒုက္ခပါပဲဒိုးရရင်ထိုးရကြီးမားတဲ့ကံကောင်းမှုတစ်ခုလည်းဖြစ်နိုင်ပါတယ်ထိုးအတွေးတွေရော ဝယ်လင်းကအပေါက်စီကိုပြစ်တက်သွားချိန်မှာသူ့ရဲ့စိတ်ခဲမှာလျှက်တစ်ပြက်ဖြစ်ပြီးသွားပါတယ်။အပေါက်ကပေါ်လာချိန်မှာပဲအတွင်းထဲကရှိန်ဝါအားလုံးကအပြင်းအပေါက်ကွဲထွက်လာပါတယ်။မူလာကဖုံးကွက်ထားတဲ့ကဘာအဲ့ဒီအပေါက်ဖြစ်သွားတာနဲ့မဖုံးကွက်နိုင်တော့ပါဘူး။အတွင်းထဲပယ်ထဲကအမျိုးသောတတိယအဆင့်ချင်းညံ့သူတွေကချက်ချင်းပဲခန်းစားမိလိုက်ကြပါတယ်။တိမ်ပေလဲမှာအရှင်သခင်ဟုန်ရှန်ဆင်းခွန်မြစ်ထဲကရောင်ခွန်ပါးနဲ့မြေမှာသူတို့ဖန်ဆီးခဲ့တဲ့တတိယအဆင့်ချင်းညံ့သူကိုတန့်စင်နေပါတယ်။ တူဝဉ္ဉ်ထဲမှာထူးဆန်းတာတစ်ခုခုကိုသတိထားမိခါစားပဲရှိသေးတဲ့ရုတ်တရက်သူကအဝေးကိုမောကြည့်လိုက်ပါလေသူရဲ့မျက်နှာအမူအရအကြီးကြီးကျယ်ကျယ်မှပြောင်းလဲသွားပါလေမကောင်းတော့ဘူးအရှင်သခင်ဟုန်ရှန်တွန်းဆုံမနေပဲသူရှေ့ရယူသေးရို့ကိုတင်လိုက်ပြီးရှေ့ကိုခြေတလန်းနဲ့ပျောက်ကွယ်သွားပါလေ သူကပြက်ကွက်သွားတဲ့အချိန်မှာအရှင်ကြုံစွမ်းရေးဆရာအလေနူးထလာပါတယ်။သူ့ရဲ့မျက်စက်တွေကကျုပ်သွားပြီးသူကကဘာနဲ့အလီမြန်ပေါက်ဆက်သွားပါတယ်။အတောက်ပဆုံးကောင်းကင်အလင်းရောက်နေမြေထေကမိုးတိမ်ကောင်းကင်ဘုံနေမြေမှာချင်းလင်ရတကားပိတ်ကျင့်ကြံနေတဲ့ဒိုင်ယာတွေကိုကုသနေခဲ့ပါတယ်။သူကမှိန်ဖြောက်တဲ့အလင်းရောက်တွေပေးနေတဲ့မြှုပ်ခိုးတွေဝင်းရံထားတဲ့လှုပ်ဝက်ခန်းထဲမှာရှိနေခဲ့ပါတယ်။ထိုအချိန်မှာသူကရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီးတုန်လှုပ်သွားပါတယ်။အီဂရစ်သူ့ရဲ့မျက်နှာနှိမ့်မြုပ်သွားပြီးသူ့ရဲ့ညာဘက်လက်က သူရှိရအကွဲကြောင်တစ်ခုကိုဆွဲဖြဲလိုက်ပါတယ်သူကလည်းချက်ချင်းဆုတ်တလို့ပြက်ွက်သွားပါတယ်အတောက်ပဆောင်ကောင်းကင်အလင်းရောင်ထဲမှာအလင်းခိုင်းမှလည်းအရှင်သခင်တောင်ပိုင်းတိန်ကပိတ်ပင်တားစီမှုအစီရင်တစ်ခုကိုအယုံဆိုင်ပြီးတော့တန်းစင်နေခဲ့ပါတယ်ထိုအစီရင်တွေကနောက်လာမယ့်စစ်ပွဲကြီးအတွက်ပါသူကတင်သူကတန်းစင်နေတုံးမှာပဲရုတ်တရက်မော့ကြည့်လိုက်ပါတယ်ဒစိခတ်အရှိန်မောင်ကိုသတိပြုမိလိုက်ချိန်မှာသူ့ရဲ့မျက်နှာကလည်းအကြီးအကျယ်ပြောင်းလဲသွားပြီးသူကတွန်းဆုံမနေပဲရှေ့ကိုခြေလှမ်းလိုက်ပါတယ်စင်းခွန်မြစ်ကတတရားအစင်ချဉ်ညံ့သူတွေကလည်းထိုအရှိန်မောင်ကိုသတိပြုမိကြပြီးသူတို့အားလုံးကစိုးရိမ်နေကြီးနဲ့လှုပ် ားလိုက်ကြပါတယ်။ကောင်းကင်တစ်ခွေမှာအစိမ်းရောဝေထားတဲ့လူတစ်ယောက်ကကြေဒီချားမှာတိတ်ဆိတ်စွာနဲ့ရှောင်းလန်းနေခဲ့ပါတယ်။သူကတခုခုကိုရှာဖွေနေသလိုမိန်ဖျော်တဲ့မျက်နှာထားနဲ့ရှေးကိုကြည့်နေပေမဲ့ဘာအရင်းအောင်မအောင်မတွေ့ပါဘူး။ဘာအရင်းအောင်မအောင်မတွေ့ခဲ့ပါဘူး။ထိုလူကတော့ချင်းရွှေပါ။သူကတပြင်းတစ်ချက်ချလိုက်ပြီးရှေးကိုကြည့်တော့မလို့လုံတော့မှပဲရုတ်တရက်နောက်ကိုပြန်လဲကြည့်လိုက်ပါတယ်။သူရဲ့မျက်နှာအမူအရာပြောင်းလဲသွားပြီးသူကအတောက်ပဆုံကောင်းကင်အလင်းရောက်နေမြေဘက်ကိုဆက်ကြည့်လိုက်ပါတယ်။ ဝင်လင်းအတွင်းထဲပေကနေပေါ်ထွက်လာတဲ့အချိန်ဝါကိုခန်းစားမိပြီးတဲ့နောက်ချင်းရွှေရသူ့ရဲ့ကိုပိုင်ကိစ္စကိုမစင်စားတော့ပါဘူးအေးဆမ်းမှုနဲ့တက်ဖြက်လူစိတ်တွေကသူ့ရဲ့မျက်လုံးထဲမှာပြင်းထန်သွားပြီးသူကအတောက်ပဆုံးကောင်းကင်အလင်းရောက်နေမီဘက်ကိုပြေးထွက်သွားပါလေစင်ခုံမြင့်မှာဝင်လင်းရဲ့ကောင်းကင်ပြတဲ့အတွင်းကလွမြောက်သွားတဲ့လူငယ်ကအဲ့ဒီကိုရှာမတွေ့နိုင်သေးပါဘူးသူကတန်တရားရှိနေတဲ့နေရာတဝိုက်ကိုလှည့်ပတ်နေဖို့အတွက်ဆုံးဖြတ်လိုက်ပါလေစဉ်းစားနေတော့မှပဲသူ့ရဲ့မျက်လုံးတွေကရုတ်တရက်တောက်ပလာပြီးသူကအတောက်ပဆုံးကောင်းကင်အလင်းရောက်နေမီဘက်ကိုကြည့်လိုက်ပါလေဟမ် ူရဲ့မျက်လုံးတွေကကျဉ်းမြောင်းသွားပြီးလှိုင်းကြက်တွေကပဲ့တင်ထပ်သွားကသူကပြောက်ွက်သွားပါလေမိုးချိုးကောင်းလေးပုံနေမြေမှာမိုးချိမ့်တန်တစ်ခုကထွက်လာပါလေလှုပ်ဝက်ဆန်းကြဲတဲ့တဆေဦးကြီးကျန်းလေထွက်လာပြီးအတောက်ပဆုံးကောင်းကင်အလင်းရောက်နေမြေဘက်ကိုပြေးထွက်သွားပါလေအရှင်သခင်သွေးနီဝိညာဉ်ဟာဒစိမ့်ကိုဖောက်ထွင်းလိုက်ချိန်မှာအမျိုးမျိုးသောအားကောင်းတဲ့ကြီးညံ့သူတွေကသတိပြုမိလိုက်ကြပါလေသူတို့အားလုံးကလာယာဘောင်းဆောင်ဝါနဲ့အပြေးလွှားနဲ့ရောက်လာကြပါလေထိုအရာဒီအားလုံးကမျက်စိတမိတ်အထွေမှာဖြစ်သွားတာပါဝယ်လင်းကအပေါက်ထဲကိုခြေလံတော့ပါမယ်ဝယ်လင်းကထွက်သွားတော့မှကိုမြင်တော့အစ်ကလေးရဲ့မျက်လုံးတွေကလှုပ်ဝက် က်စမ်းကြတဲ့အလင်းရောင်ကိုဖော်ပြလိုက်ပါတယ်။တစိကပြုတ်ကွဲသွားတဲ့အချိန်မှာအတွင်းနဲ့ပေထေးကလူတိုင်းကခန်းစားမိသွားကြမှာဖြစ်ပေမဲ့သူကဒီစီစဉ်ကိုကြာရှုံးခွင့်ပေးမှာမဟုတ်ပါဘူး။တစေဦးကြီးချမ်းဒါမဟုတ်အရင်ကဟိန်းသက်တဲ့ချမ်းနဲ့သူ့ကိုပြင်းထန်စွာဒဏ်ရာစေခဲ့တဲ့လှိုးဝက်စမ်းကြတဲ့လူကချက်ချင်းပေါ်လာနိုင်ပေမဲ့သူကဝင်လင်းကိုလွတ်မြောက်ခွင့်တော့ပေးမှာမဟုတ်ပါဘူး။တောအိုးပညာရှင်အပြောင်းအိမ်မက် ငါတို့ရဲ့သဘောတူညီချက်ကိုမမေ့နဲ့မင်းရဲ့ဇနီးရဲ့ခန္ဓာကိုပြန်အောင်လို့ငါကူညီပေးမယ်အင်ကရီရဲ့အတန်းတင်းငင်းနေပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့၆ကန့်နေတဲ့ညာလက်ကကောင်းကင်ကိုညှို့လိုက်ပါတယ်သူကစကားပြောပြီးတဲ့နောက်ကောင်းကင်ကနေတပင်းချတံတစ်ခုကထွက်လာပါတယ်ဝယ်လင်းကကောင်းကင်အပေါက်ထဲကိုခြေလှမ်းလိုက်တဲ့အချိန်မှာပဲအပြောင်အလင်းနေရာစူးစီးလာပြီးဝယ်လင်းကိုတားစီးနေတဲ့အလင်းကတစ်ခုဖြစ်လာပါတယ်ဒါရင်မကသေးပဲအပြောင်အလင်းကလက်ခနဲ့ဖြစ်သွားပြီးဝယ်လင်းကိုအတွင်းထဲကိုပြန်တွန်းထုတ်လိုက်ပါတယ်သူကတိုက်ခိုက်မှာမဟုတ်ဘူးလို့တခါပြောခဲ့ပေမဲ့ထိုးအချိန်မှာတော့သူကတိုက်ခိုက်ခဲ့ ဲ့ပါပြီ။သူကတိုက်ခိုက်ပြီးဝယ်လင်းကိုထွက်သွားခွင့်မပေးဘဲတားစီလိုက်ချိန်မှာသူတို့ကဆက်ဆက်ရေးရလေရှင်းရှင်းလင်းလင်းကိုမှပြတ်တောက်သွားခဲ့ပါပြီ။ဝယ်လင်းရဲ့မျက်လုံးထဲမှာရှုပ်ထွေးတဲ့အချီရရှိနေပါလေ။သူကနောက်ပြန်တွန်းထုတ်ခံရချိန်မှာအေကရီရဲ့ညာဘက်လက်ကကောင်းကင်ကိုညွှန်လိုက်ပြီးအနီရောင်အလင်းတစ်ခုကပေါ်လာပါလေ။မကြာခင်မှာပဲလိန်မော်ရောအလင်းကပေါ်လာပြီးမျက်တောင်တစ်ခတ်အတွင်းမှာပဲအယောင်9မျိုးကကောင်းကင်ကိုပြင်းထက်သွားပါလေ။ထိုအဆုံးမရှိအယောင်9မျိုးအလင်းကအတူတူကရက်သွားပြီးမကြာခင်မှာပဲအီယာမအယောင်9မျိုးလှန်လစင်းကအေကရီရဲ့အပေါ်မှာပေါ်လာပါလေ။ ူရဲ့၆သွင်းနေတဲ့ညာဘက်လက်ကရောင်၇မျိုးလန့်ကိုဆုတ်ကင်လိုက်ပါတယ်သူကဝန်လင်းကိုအစ်ဆက်စွာနဲ့ကြည့်ရင်လန့်ဝန်သူစီကိုပြစ်လွတ်လိုက်ပါတယ်ထိုရောင်၇မျိုးလန့်ကလေထဲမှာဟိမ့်ဟောက်သွားပြီးဖြက်စီကျဲအချိန်ကွာနဲ့ဝန်လင်းမတွန်းလန့်နိုင်တဲ့စွားတွေကိုတည်ဆောက်လာပါတယ်ထိုရာတေမင်းရဲ့လန့်တစ်စင်းပါပဲအရောင်၇မျိုးလန့် အယူဝါထိုနီပညာကိုအရင်ကသုံးမှုပြီးဝယ်လင်းကအဲ့အတွက်ရွေးဆိုရမယ့်စာရင်းနဲ့လက်တစိတ်တွေကိုတော့သိပါတယ်။ဒိုဝါရင်သူကအဲ့ဒါကိုနားမလည်သေးတာကြောင့်မသုံးနိုင်ခဲ့ပါဘူး။ဒိုဝါရင်သူသိတာအယောင်ခုနှမျိုးလံမှာကဘာကိုဖျက်ဆီးနိုင်တဲ့စွမ်းအားတွေကပါဝင်နေပါလေ။ထိုရာနေပယ်လောင်ကျွမ်းထီလိုပဲထိုကဘာနဲ့မသက်ဆိုင်တဲ့အလွန်အားကောင်းတဲ့နီးပညာတစ်ခုပါ။ဝယ်လင်းရဲ့ရှေ့ရအရာအလုံးကပြတ်ကွက်သွားပြီးကြန့်ရှိနေတာအယောင်ခုနှမျိုးအလင်းတစ်ခုတည်းပါ။သူ့ရဲ့မျက်လုံးတွေကမျောလင်းကျင့်ကင်းမဲ့မှုနဲ့ပြည့်နှက်နေပြီးတည်ခြင်းတရားရဲ့အရှိန်ကသူ့ရဲ့ခန္ဓာကိုယ်ကိုဝင်းရထားပါလေ။ဝယ်လင်းကသူရှာ ောင်တိန်လို့ထွက်ပြေးလို့ဒါမဟုတ်တွန်းလန့်လို့မရဘူးဆိုတော့နားလေပါတယ်ထိုအယောင်ခုနှစ်မျိုးလန့်တကယ်သေးရှင်ဘေးဒုက္ခပါသူ့ရဲ့မျက်လုံးထဲမှာအလွန်အမလူးလုံးနေတဲ့တိန်တိုက်တွေကတစ်ခါပြန်ပေါ်လာပုံမှာပဲမိုးရနေတဲ့အချိန်မှာမိုးတိတ်မဲတွေကနေလွံ့မြောက်ဖို့အတွက်စူးစမ်းနေတဲ့အကူညီမဲနေတဲ့ငှက်ဖြူလေးတစ်ခေါက်ကိုသူကမြင်လိုက်ရပါတယ်ထိုငှက်လေးကဝင်လင်းရဲ့မျက်စိရှိမှာရှင်းလင်းစွာနဲ့ပေါ်လာပါတယ်ထိုရာမျောလင်းချက်ကင်းမဲ့မှုမစွန့်လွန့်နိုင်မှုနဲ့ရုန်းကပ်မှုတွေပြင်းထန်နေပေမဲ့အဆုံးမှာတော့မိုးတိတ်မဲတွေကဝါမြူသွားခဲ့ပါတယ်ထိုငှက်ကသေရှင်ဘေးဒုက္ခရဲ့နမိတ် းလက္ခဏာပါကောင်းကင်ကအယောင်9မျိုးလေးနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်အယောင်9မျိုးလေးနဲ့ဖွဲ့စည်းထားတဲ့လံတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်ဝင်လင်းကခါတက်တဲ့အပြုံးကိုပြုံးလိုက်ပါတယ်သူကထိုဘေးဒုက္ခကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတော့သူကနားလည်လိုက်ပါတယ်အဖေအမေထေချူကအယံကိုပြန်မှန်းနေပြီဒါကလာပြီးတော့ဖော်ပြပေးပါမယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောအဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်